မင်္ဂလာပါပရိသတ်ကြီးတို့ရှင်ကျမတို့ရဲ့မီဒီယာသတင်း channel ကနေအောက်တိုဘာ17ရက်နေ့အတွက်နောက်ဆုံးရမြို့ပညာသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင်။တားရွယ်ချစ်သူကောင်းလေးနဲ့သူမကြကလူတွေမသိသေးတဲ့ဘာညာကိစ္စကိုဖွင့်ချလိုက်တဲ့စွန့်မြတ်သူစားသတင်း။ driver ဝန်ထမ်းလေးပေါ်မှာမမျှော်လင့်တဲ့ငွေပမာဏမျိုးစုချင်းမြင့်ခဲ့တဲ့စင်ဟီဂရီမမငယ်သတင်း။ MTI မှာရှင်ပြိုင်ခဲ့တဲ့ Pantra Agri ဝစ်စုံရဲ့အဖြစ်ကိုဇက်ပွဲတစ်ခုမှာဟာတာလုတ်ခံရလို့ပွဲစုနေတဲ့တဲဆူငိမ့်တဲ့တခါလေးဖောက်ပြန်မိတာကိုကောင်းစင်တက်ပြီးအမြဲတမ်းပြစ်ရှာနေကြသူတွေကြောင့်မူယူရှင်ဖွင့်လာတဲ့နော်ဖွင့်ရထားတဲ့တဲ့အန်အောင်ဆရာကောင်းဆုံးတဲ့တဲ့ပုဂ္ဂိုလ်တော့မြမစားတဲ့ပင်လောကတစ်ခုလုံးကိုအဆက်ခွဲလိုက်တဲ့တင်မောင်ဆမ်းမင်းဝင်းတဲ့တဲ့ပဲဖြစ်ပါရဲ့ရှင်။ တောင်းရည်ချစ်သူကောင်းလင်းနဲ့သူမကြာကလူတွေမသိတင်တဲ့ဘာညာကိစ္စကိုဖွင့်ချလိုက်တဲ့ဆိုမြတ်သူစာချစ်သူကောင်းလင်းနဲ့ပတ်သက်ပြီးလူတွေမသိသေးတဲ့ကိစ္စကိုဖွင့်ချခင်တာကဆိုမြတ်သူစာပါအစောပိုင်းမှာကလေးကမာကြီးဆိုတယောက်သူ့ထက်တန်းရည်များကြီးကွာဟတဲ့တောင်းရည်ကောင်းလင်းတယောက်နဲ့တွဲနေတဲ့ဆိုတဲ့တဲ့င်းတွေကအနုပညာလောကမှာရောပြိတ္တတွေကြမှာပါ လူပြောများနေတာပါ ။ဆိုမြတ်သူဆောင်ဟာတားရွယ်တာရှိသေးတဲ့ကောင်းလေးနဲ့တွဲနေလို့ဝေဖန်တန်နဲ့ဆက်စုတန်နဲ့အမျိုးမျိုးထွက်ပေါ်ခဲ့ပြီးနောက်မှာတော့အခုဆိုရင်ဒီကိစ္စနဲ့ပတ်သက်ပြီးမာကြီးစိုးကိုယ်တိုင်ကပဲလူတွေသိချင်နေတဲ့အမှန်တရားကိုရှင်းဖွင့်ချပြလာခဲ့ပါပြီ။မင်းသမီးကြီးဆုံးမြတ်သူစာဆိုတာအမှုပညာလောကမှာနှစ်ပေါင်းများစွာထိတ်တန့်တနေရာကနေအောင်မြင်မှုတွေနဲ့ခိုင်ခိုင်မာမာယက်တည်လာခဲ့တဲ့သူတယောက်ပါသူရဲ့တယုံဆောင်ရေးချင်းကိုရောသူ့ရဲ့ဘဝဖြတ်တမ်းမှုကိုပါပြည်သက်တွေကလေးစားအားကြခဲ့ကြတာပါ အထူးသဖြင့်ပြည်သက်တွေကသူရဲ့ယောက်ျားလေးတွေနဲ့ပတ်သက်မှုကင်းရှင်းပြီးအနေထိုင်တည်ငြိမ်တဲ့မင်းသမီးကြီးတူအဖြစ်သတ်မှတ်ထားခဲ့ကြတာပါ။ဒါကြောင့်လည်းသူဘောမှာတားရွယ်လို့ထင်ရလာအောင်ငယ်ရွယ်တဲ့ကောင်းလေးတယောက်နဲ့ချစ်သူလေးဖြစ်နေတဲ့ဆိုတဲ့တည်င်းတွေထွက်ပေါ်လာတဲ့အခါမှာအလုံးကအရန်ကိုအားအသင့်တုံ့လုပ်ခဲ့ကြတာပါ။ အင်တာနက်ပေါ်မှာပြန့်နှံ့လာတဲ့ဓာတ်ပုံတွေထဲမှာတော့မာဂျီဆိုးရဲ့ဘေးနားမှာအရေးတကြီးကြီးနဲ့ဂီယူဆိုင်နေတဲ့ချောမော့ခန်းချပြီးအရွယ်ကောင်းတဲ့ကောင်းလေးတယောက်ကိုတွေ့ခဲ့ကြရပါတယ်။တည်င်းနေရဲ့ဖော်ပြချက်အရအဲ့ဒီကောင်းလေးဟာမာဂျီဆိုးတဲ့အသက်30လောက်ငယ်ပြီးအသက်20ကျော်ဝန်းကျင်မှာရှိသေးတယ်လို့ဆိုပါတယ်။တချို့ကလည်းသူတို့နှုတ်တွဲနေကြတာတစ်နှစ်ကျော်နှစ်နှစ်နီးပါးလောက်ရှိနေပြီလို့ပြောကြပြန်ပါတယ်။ ဒီသတင်းတွေထွက်ပေါ်လာပြီးနောက်မှာတော့ဝေဖန်တန်တွေကလည်းစုညံစွာထွက်ပေါ်လာခဲ့ပါတယ်။အထူးသဖြင့်မြမလူမှုအဖွဲ့အစည်းရဲ့ယဉ်ကျေးမှုအရအသက်ကြီးတဲ့အမျိုးသမီးကအသက်ငယ်တဲ့အမျိုးသားကိုလက်ထပ်ယူရင်ပြောချင်ဆိုချင်ကြတဲ့အလေးထားရှိနေတော့မှာပဲ။ဒါအပြင်မင်းသမီးကြီးစိုးမြတ်သူစားဟာမြမတနိုင်ငံလုံးကအတိမတ်ပြုထားတဲ့အောင်မြင်ပြီးချမ်းသာကြွားရတဲ့ထိတ်တဲမင်းသမီးတူဖြစ်တဲ့အပြင်ခက်ချောချောခက်ငယ်ငယ်ကောင်းလေးကိုပတ်စံနဲ့စပွန်ဆာပေးထားတာဆိုရင်မဟုတ်မမှန်တဲ့ဆွဆွဲပြောဆိုမှုတွေအထီးတောင်ရှိခဲ့ပါတယ်ရှင်။ ီလိုမျိုးမျိုးသောဝေဖန်မှုတွေထင်ကျေးပေးမှုတွေကိုအဆုံးသတ်လိုက်တဲ့အဖြစ်တစ်ခုကိုတော့မာတီဆိုဆိုးမြတ်သူစားကိုယ်တိုင်ကပဲပြည်သက်တွေကိုချပြလိုက်ပါပြီ။ဒါကတော့လူတွေထင်နေသလိုဝေဖန်နေကြသလိုလုံးဝမဟုတ်ခဲ့ပါဘူး။မာတီဆိုကသူ့ရဲ့အင်တာဗျူးတစ်ခုကနေတစင်ပြည်သက်တွေသိချင်နေတဲ့အမှန်တရားကိုရှင်းလင်းပြသစွာပဲပြောပြခဲ့ပါတယ်။အားလုံးကတားရွယ်ကောင်းလေးလို့ထင်နေကြတဲ့သူ့ရဲ့ချစ်သူဟာတကယ်တော့ယောက်ျားနေမဟုတ်ပဲမိန်းကလေးစစ်စင်2.2ဒါဖြစ်တယ်လို့ကာယကံရှင်မာတီဆိုကချပြလာတာပါ။ ါမာဂျီဆိုကသူ့ရဲ့ချစ်သူဟာသူ့ကိုအရင်ချစ်အရင်နားလေပေးတဲ့ထုံပွိုင်းခေါမလေးတယောက်ဖြစ်ကြောင်းသူမဟာတခြားမျိုးကဖြစ်ပေမယ့်သူမကိုဒီတခြားလက်တွဲတော်မှဖြစ်ကြောင်းကိုလည်းရှင်းပွင့်ပြောကြားခဲ့ပါတယ်။ပိုပီချီနူးဆရာကောင်းတာကတော့အဲ့ဒီထုံပွိုင်းလေးဟာတခြားသူတယောက်မဟုတ်ပေမင်းသမီးကြီးစိုးမြတ်သူဆိုင်ရင်အမကန်ပြိတ်သက်သူဆိုတဲ့အချက်ပါပဲ။ မာတီဆိုးကအတန်ရွေရလာတဲ့အခါမှာယောက်ျားလေးတွေကိုစိတ်ဝင်စားတော့ပဲယုံကြည်မှုလည်းမရှိတော့တဲ့အတွက်သူ့ကိုနားလေပေးနိုင်မယ့်မိန်းကလေးတယောက်ကိုပဲလက်တွဲပေါ်အဖြစ်ရွေးချယ်ခြင်းနဲ့ဆိုရင်သူ့ရဲ့ခံယူချက်ကိုလည်းပုံမွေလင်းလင်းပြောပြခဲ့ပါတယ်ရှင်။ပရိသတ်ကြီးတို့ကရောအခုလိုသူ့ရဲ့အချင်းကြီးကိုပုံမလင်းလင်းဝန်ခံချပြလိုက်တဲ့မင်းသမီးကြီးစုမြတ်သူစာအပေါ်မှာဘလို့အမြင်တွေရှိကြလဲဆိုတော့ကိုပြောသွားကြပါအောင်ရှင်။ ဒရိုင်ဖာဝန်ထမ်းလေးအပေါ်မှာမမျော်လင့်တဲ့ငွေပမာဏမျိုးစုချင်းမြင့်ခဲ့တဲ့စိန်ရီကလေးမမငယ်အခုချိန်မှာလူများရဲ့ပတ်သက်ဖြားမှာချီချူထောပနာပြုပြီးပျော်မစုံဖြစ်နေကြတဲ့သူကတော့မြန်မာနိုင်ငံထိတ်တန်းစိန်နိုင်ကြီးတစ်ခုဖြစ်တဲ့စိန်ရီကလေးရဲ့ပိုင်ရှင်တတိမကြီးဒေါက်တာသဲစုခိုင်လူချီလူခင်များတဲ့မမငယ်ရဲ့အကြောင်းပဲဖြစ်ပါတယ်။မအောင်တလောက်တောင်ချီချူနေကြတာလဲဆိုတော့သူ့ရဲ့အောက်ခြေဝန်ထမ်းလေးတူအပေါ်မှာထားတဲ့စိတ်စေတနာနဲ့မေတ္တာတရားကတကယ်ကိုမယုံနိုင်လောက်စရာဖြစ်နေလို့ပါပဲ။ မမငယ်ကသူ့ရဲ့ driver ဝန်ထမ်းလေးတူကိုငွေချက်390ဆိုရင်မကမ်းမန်းနိုင်လောက်တဲ့ငွေပမာဏကြီးကိုစုမကောင်းနေနဲ့ချီးမြှင့်ခဲ့လိုပါပဲ။ပရိသတ်ကြီးတို့တည်ကြတဲ့အတိုင်းပါပဲ။မမငယ်ဆိုတော့စီးပွားရေးလောကမှာထိတ်တန့်ဖြစ်အောင်မြင်နေတဲ့စိန်တိုက်ပိုင်ရှင်တယောက်ဖြစ်တယ်လို့ကိုရိုင်းကလည်းစီးပညာပွဲရဆရာဝန်တယောက်ဖြစ်ပါတယ်။ဒါကြောင့်လေသူ့မှာလူသားတွေပေါ်မှာထားတဲ့စာနာစိမ်ဂယုဏတရားတွေပြေဝရှိတာကိုသူ့ရဲ့လုံရက်တွေကတက်တည်ပြနေပါဗျ။ အရင်ကတည်းကဆိုရင်လေအလူတန်းတွေပရိုက်တာလုပ်ငန်းတွေကိုတက်နိုင်တဲ့ဘက်ကနေအမြဲတစေပါဝင်ကူညီလူတန်းလေးရှိသူပါအထူးသဖြင့်သူ့ရဲ့ဝန်ထမ်းတွေအပေါ်မှာအလုံရှင်တဲ့ဝန်ထမ်းဆိုရင်ဆက်ဆံရေးဆိုတာထံမိသားစုဝင်တယောက်လိုနှွေးနှွေးထွေးထွေးနဲ့စောင့်ရှောက်တပ်ပုံကတော့တကယ်ကိုအားကျလေးစားစရာပါပဲအခုဆိုမမငယ်ကသူ့ရဲ့စိန်ဤကလေးစိန်တိုက်ကဝန်ထမ်းလေးတွေကိုမုံပိုးပေးနေတဲ့ဗီဒီယိုဖိုင်လေးတစ်ခုအွန်လိုင်းပေါ်မှာတော်တော်လေးပြန့်နှံ့သွားခဲ့ပါတယ် အဲ့ဒီဗီဒီယိုထဲမှာဆိုရင်မမငယ်ကသူ့ဝန်ထမ်းတွေကိုပေးကမ်းချိမြှင့်နေတဲ့နေရာမှာဘလောက်တောင်စေတနာပြေပါလဲဝန်ထမ်းလေးတွေကလည်းသူတို့ရဲ့အလုပ်ရှင်စီကမေတ္တာလက်ဆောင်ကိုရှာလို့ဘလောက်တောင်ပျော်ရွှင်ကြည်နူးနေကြနေဆိုတဲ့ပုံရိပ်တွေကမြန်မာသူတိုင်းရဲ့ရှင်ကိုအေးချမ်းစေခဲ့ပါတယ် အဲ့ဒီတဲကမှအားလုံးကိုအံ့အသက်သွားစေခဲ့တာကတော့မမငယ်ကသူ့ရဲ့ driver ဝန်ထမ်းလေးကိုချီးမြှင့်ခဲ့တဲ့မွေပမာဏပါပဲ။တိန်ကိုစေဆိုတဲ့ပမာဏကတာမန်ဝန်ထမ်းတယောက်အတွက်မပြောနဲ့လူတော်တော်များများအတွက်တသက်မှတစ်ခါရှားဖို့မလွယ်တဲ့ငွေကြေးပမာဏတစ်ခုပါ။တလောင်များတဲ့ပမာဏကိုဘာကြောင့်ချီးမြှင့်ခဲ့ရတယ်လဲဆိုရင်နောက်ွယ်ကဇလန်းလေးကပို့ပြီးတော့တောင်ကြည်နူးဖို့ကောင်းပါသေးတယ်။ အကြောင်းရင်းကတော့ဒီ driver ကောင်းလေးဟာစံရီဂရီစိန်တိုက်မှာပဲအလုပ်လုပ်ရင်းနဲ့ဆန်ကရောင်းဝယ်နံပါတ်လေးတယောက်နဲ့လူငယ်တဘာဝမေတ္တာများခဲ့ကြပါတယ်။သူတို့နှစ်ဦးရဲ့အခြေအေကိုလည်းအလုပ်ရှင်ဖြစ်တဲ့မမငယ်ကအတိအမှန်ပြုပြီးသူ့ရဲ့မျက်စိအောင်မှာပဲသဘောတူကမိဘတပွဲလက်ထပ်ထိန်းများပေးခဲ့တာဖြစ်ပါတယ်။ တကယ်ကိုမိခင်တယောက်ကသားသမီးတွေကိုစောင့်ရှောက်ပေးတဲ့ပုံစံမျိုးပါပဲအခုဆိုရင်တိတ္တဆာရှိဝန်ထမ်းဇနီးမောင်နှံလေးဟာပထမဆုံးရှင်သွေးလေးကိုအောင်မြင်စွာမွေးဖွားနိုင်ခဲ့ပြီလို့သိရပါတယ်။ဒါကြောင့်မို့လို့စိန်ဧကရီစိန်တိုက်ပန်ရှင်မမငယ်ကသူတို့ဇနီးမောင်နှံရဲ့အလုပ်ပေါ်မှာထားတဲ့တိတ္တဆာရှိမှုကိုအတိမတ်ပြုတဲ့အနေနဲ့ရောမွေးလာတဲ့ရှင်သွေးလေးအတွက်ပါစဉ်းစားပြီးမိဖွားစီရဲ့အနေနဲ့390ဆိုတဲ့ပမာဏကိုရရရရချီးမြှင့်ခဲ့တာဖြစ်ပါတယ်။ ဒါနဲ့မကသေးပါဘူးမွေးလာတဲ့ကလေးလေးကိုလည်းမြေတယောက်ဖြတ်တမ်းမှတ်ပြီးနောက်ထပ်လည်းစုရီချင်းမြင့်အောင်မယ်လို့သိရတဲ့အတွက်တကယ်ကိုလေးစားစရာကောင်းတဲ့အလုပ်ရှင်တစ်ယောက်ပါပဲအမှန်တိုင်းပြောရရင်ယနေ့ခေတ်လိုအရှရာခက်ခဲကြတဲ့နေတဲ့ကာလမှာဒီလိုမျိုးစိတ်ကောင်းစေတနာရှိတဲ့အလုပ်ရှင်မျိုးဟောင်းတော်တော်လေးကိုရှားပါသွားပါပြီ ကိုကျိုးစီပွားတစ်ခုလေးကိုမကြည့်ပဲကိုဝန်ထမ်းကြီးရဲ့ဘဝကိုပါထည့်သွင်းစဉ်းစားပြီးသူတို့ရဲ့အရေးကြီးတဲ့အချိန်လေးမှာရရရရကူညီပေးတယ်ဆိုတာကတကယ်ကိုချီးကျူးစရာပါ MGI မှာရှင်ပြန်ခဲ့တဲ့ Pantra Agri ဝစ်စုံနဲ့ဖြစ်ကုန်စပွဲတစ်ခုမှာဟာတာလောက်ခံရလို့ပွဲစုံနေတဲ့တဲဆုငိမင်္ဂလာပါပရိသတ်ကြီးတို့ရင်ဒီအပိုင်းတွင်ဆိုရှယ်မီဒီယာအထူးသဖြင့် TikTok ကိုဖွင့်လိုက်တာနဲ့မြန်မာနိုင်ငံရဲ့ချစ်တော်လှမယ်တဲဆုငိရဲ့ပရိသတ်တွေဒေါသထွက်နေကြတဲ့ဗီဒီယိုတစ်ခုကိုတွေ့ကြမှာပါအနာကတော့အောင်မြင်ကြောကြားနေတဲ့အောင်စပူဇက်တပင်ဖွဲ့ကလူရှင်တော်ရဲ့ဖြောပြမှုတစ်ခုကြောင့်ပါပဲ ဖြစ်စဉ်ကတော့မကြသေးခင်ကမကွေးမြို့ဖျားပွဲတော်တစ်ခုမှာပြုလုပ်ခဲ့တဲ့ဇက်ပွဲမှာပါ။အောင်စပူဇက်ပွဲကလူရှင်တော်တူဟာအလမေတဲဆွင်ကြီး Miss Grand International ပြိုင်ပွဲဝင်စဉ်ကဝစ်စင်ခဲ့တဲ့ပန်ထရာဘီမမြို့သားဝစ်စုံနဲ့တပုံစံနဲ့တူအောင်ဝစ်စင်ပြီးစင်မော်တက်ခဲ့ပါတယ်။အဲဒီနောက်တဲဆူညင်ရဲ့လမ်းလျှောက်ပုံ အမှုရာတွေကစားအသေးစိတ်လိုက်လံတူပါပြီးဟာသလုံလောင်ပြောင်းခဲ့ပါတယ်။ ဒါနဲ့မကပဲတရပူရပြီးစင်ပေါ်မှာမျက်ရည်ကျခဲ့တဲ့ဖြစ်ကိုပါပြန်လုံးထုတ်ခဲ့တာကြောင့်အခုလိုပွဲဆိုသွားရတာပါဒီဗီဒီယိုဖိုင်ပြန့်နှံ့သွားပြီးနောက်မှာတော့လူများစုကတဲစုငိဟနိုင်ငံကုံဆောင်ခဲ့တဲ့သူတယောက်ဖြစ်တာကြောင့်ဒီလူမျိုးပြိတ္တရှင်မှာတရားဝင်လောက်ပြောင်းတာဟာမလုပ်တဲ့ပြုမှုဖြစ်တယ်လို့ပြင်းပြင်းထန်ထန်ဝေဖန်နေကြပါတယ်ဟာဟာတမဟုတ်ဘူးနိုင်ငံကုံဆောင်ကိုအလေးမထားရရောက်တဲ့ဆိုရဲကွန်မန့်တွေလည်းအများပြားတွေ့နေရပါတယ် လူရှင်တော်ရီရဲ့လုံဟာပရိသတ်ကိုဖျော်ဖြေဖို့ဆိုရမှန်ပေမယ့်အဲဒီဟာသားဟာတစုံတယောက်ရဲ့ဂုံတိတ်ကောင်ကိုထိပါနေတဲ့အထူးသဖြင့်နိုင်ငံကိုစားပြုဖြစ်တဲ့သူတယောက်ကိုပြစ်မှတ်ထားလောင်ပြောင်တဲ့အဆင့်ထိရောက်သွားတယ်မရောက်သွားတယ်ဆိုတာကတော့တကယ်ကိုစဉ်းစားစရာပဲဖြစ်ပါတယ်။တခါလေးဖောက်ပြန်မိတာကိုခေါင်းစဉ်ပြတ်ပြီးအမြဲတမ်းပြစ်ချနေကြသူတွေကြောင့်ငိုယိုရင်ဖွင့်လာတဲ့နော်ဖော်ရဲ့ထား 2025ကတော့နော်ဖွဲ့ထားနေလို့ပြောရလောင်ပါပဲနော်ဖွဲ့ထားတရားပြိသက်ရှိမှအဆက်ကွင်းလိုက်ခိုးစားတာလူမီလိုက်ပလင်းခံရလိုက်နဲ့ရှင်းမျက်နှာနောက်ထားပြီးတနာစရာရှင်းတန်နေကြရတာပါ လူဆိုရာအမားနဲ့မကင်းပါဘူးနော်လူတိုင်းကမှားတတ်ကြပါတယ်လက်ရှိပြင်လောကမှာလည်းအမားမျိုးမျိုးတွေရှိနေတာကိုနော်ဖိုးရထားကတော့နမေကြီးရှန်းရှန်းတောက်မင်းသမီးတလန်မို့အမားတတိလေးကိုပုံကြီးချဲ့ပြောဆိုခံနေရတာပါ အခုလဲခြေနေနဲ့ဝေဖန်မှုတွေငြိမ့်သက်သွားလို့ဆဲဆဲခြေနေမှာပြဿနာတစ်ခုထပ်ပေါ်လာလို့အပြင်းထန်ဝေဖန်နေရတာကြောင့်နောက်ဘွားရဲ့ဒါတရားငိုယူပြီးပြိတက်ကိုခုလိုရှင်းပွင့်လာခဲ့ပါတယ်စပွန်ဆာယူပြီးတွဲနေခဲ့တဲ့တထေးကြီးထက်ခိုင်ဝင်ကိုကြောင်းထိုးကလွှမ်းပိုင်နေဖောက်ပြန်ခိုးစားတဲ့ဗီဒီယိုဖိုင်ကြီးပြန်ပြီးကလေးကတလောကလုံးကနော်ဖောကိုဝိုင်းမုံကုန်ကြတာပါလူစရာအနေနီးတော့တာယာမိတာပါပဲနှလုံးသားကလည်းတယောက်မကထက်ချင်နိုင်ပါတယ် ပရိသတ်တို့တော့အစဉ်တွေမြင်ရင်ဘယ်နှယောက်ဖြစ်ဖြစ်ငန်းနေကြသေးတာပဲမဟုတ်လားရှင်။နော်ပေါ်လီကိုကြတော့ရဲရဲဆက်ဆက်ပြောဆိုပြီးအခုထိအမြင်မကြည့်သူတွေတပုံကြီးပါဒါပေမဲ့နော်ဖောကတော့အားလုံးကိုနားလေပေးပြီးအေးအေးဆေးဆေးနေခဲ့တာပါဒါတော့မိမတွေကသူတို့ရီးစားယောက်ျားရင်းနာကိုနော်ဖောကတားနဲ့ညနာရှစ်ခေါင်ချိုးပြီးလူယူသွားမှစနိုက်ကျော်စာကလေးကျော်ငုံကျော်သွားမှကိုတွေးပုံနေကြတာပါ မကြသေးခင်ကငယ်စဉ်ဆုံးတွဲကိုအားကြလို့ဟဲဝင်ရလို့လူမျိုးလိုချင်တယ်လို့ပြောလိုက်မိတော့ကိုလေလူရင်းကလိုက်ပြီးအပြစ်ပြောချပါတယ်။မသိရင်တော့ပေါ်ကပဲဟဲဝင်ရန်ကိုစိုးပြစီကနေစနိုက်တော့မဲ့ပုံစံကြီးထင်မြင်နေကြတာပါ။လူရင်းကတော့ချင်ရင်သဘောကျရင်ပိုင်ဆိုင်ကျင်ကြတာကြီးပဲမို့အကယ်၍များဟဲဝင်ရန်ကိုသဘောကျသွားလို့လူယူမယ်ဆိုရင်တော့ဒါကအပြစ်တစ်ခုမဟုတ်ပါဘူးနော်။အချင်းမှာမတရားတာလုံးဝကိုမရှိတာပါ။ ဟိဝင်ရရဲ့အမေဖြစ်သူကတော့ကိုငဲ့လိုလူမျိုးလိုချင်ပါတယ်လို့နော်ဖောကပြောလိုက်မိကြတဲ့ကနော်ဖောကိုမနှောပြက်နေကြတာပါဗီဇာတက်ခံကြောင်းသူတို့သားလုံးသူ့ရဲ့သားလေးကိုစနိုက်တော့မယ်ပဲထင်နေပါတယ်ဒါကြောင့်ပဲပွဲမှာတပ်ပုံဆိုင်တုံးကနော်ဖော်လီကိုမာဂျီဆိုးကိုရိုင်းစင်ပေါ်ဖိတ်ခေါ်ခဲ့ပြီးတော့နေရပေးတာကိုတော့ဟေဝီယန်မေကနှကားမျက်ဆောင်ကြီးထိုးပြီးနေရမဖယ်ပေးနေကြတာပါ နောင်ပေါလိခင်ဗျာအနောက်ထဲကနေအရှင်းရောက်ဖို့အာကုံတုံးပြီးတိုးခဲ့ကြခင်ရပါတယ်။ဒါကလည်းအလုံးကဟင်းဝီရံအမေမှားတယ်လို့မမြင်ပေ။နောင်ပေါလိကိုပဲအတင်းတိုးတဲ့ဝိုင်းပလင်းကြတာကြောင့်နောင်ပေါလိခင်ဗျာသူတခါတော့ဖောက်ပြန်မိုံလေးနဲ့အဲ့ဒီလူတွေဘာလို့လို့အပြစ်မြင်အပြစ်ပြောဖို့လိုလို့လားဆိုပြီးငိုချလာတာပါ။ဘာလို့များပလင်းနေကြတာလဲနော်။ပြိသက်ကြီးတို့ရောမဖောက်ပြန်ဘူးလားကြာနေတာပဲ။မဖောက်ပြန်ဘူးသူရှိပါတယ်ဆိုရင်တော့ comment မှာပြောပြခဲ့လိုက်နော်။ မြမစသဖြင့်လောကတစ်ခုလုံးကိုအဆက်ခွဲလိုက်တဲ့တင်မောင်ဆမ်မဲဝင်းရွှေမန်းတင်မောင်ရဲ့မိသားစုတွေကတာကြီးဖြစ်သူတင်မောင်ဆမ်မဲဝင်းကတော့2025မှာမိသားစုကုန်တိတ်ခါတစ်ခုလုံးကိုအပေါ့ချတဲ့ကိစ္စမျိုးကိုလုံဆောင်ခဲ့ပြီးဖြစ်ပါတယ်။ မြန်မာစက်သပင်ပညာကိုမြန်မာနိုင်ငံမှာသပင်မျိုးရိုးအနေနဲ့ခန်းချောင်းစွာဆက်ခံခဲ့တဲ့ရွှေမန်းတင်မောင်လူမျိုးရိုးဟာခင်းဆက်ဆက်ပြိတ္တကြိုင်နေထိုင်ပြီးရိုးသားစွာတန်မွေးလာခဲ့ပေမယ့်တင်မောင်ဆမ်မဝင်းကတော့အားလုံးရဲ့ဂုဏ်သိက္ခာကိုမငယ်ပဲအိမ်နောက်ရှိတဲ့မိမတူနဲ့အလူတူလူပါဖောက်ပြန်ခဲ့တာပါ။ ဒီအကြောင်းကိုမယက်ကြီးကိုယ်တိုင်ကတိမခန့်နိုင်တော့လို့ဆိုရှယ်မီဒီယာမှာဖွင့်ချခဲ့တာဖြစ်ပြီးမယက်ငယ်ကိုပေါ်တင်လောင်ပြောင်းခဲ့တာဖြစ်ပါတယ်။သူမရဲ့ပြောကြားချက်အရတင်မောင်စမင်းဝင်းနဲ့ချေရှုပ်ခဲ့သူဟာဗရမများကေခိုင်လို့ခေါ်တဲ့စမင်းသမီးတူဖြစ်ပါတယ်။တင်မောင်စမင်းဝင်းနဲ့ဇက်ခုံပေါ်မှာတွဲဖက်လေးဖြစ်ပြီးအနေနီးဆက်မှုလည်းရှိသူပါ။အနေနီးလို့ညှိကြတယ်ဆိုပေမဲ့လည်းတင်မောင်စမင်းဝင်းကမိမနဲ့ချစ်ဖို့ကောင်းတဲ့တားလေးတူရှိတယ်လို့တစ်ဖက်ကဗရမများကေခိုင်မှလည်းအရွယ်ရောက်နေတဲ့တားလေးတူရှိလို့နေပါတယ်။ ဒါကြောင့်လင်းရှိမရမရရှိလင်းပြမကြတဲ့ပုံမရကြီးဖြစ်သူကလုံးဝတီးမခံနိုင်မေလူသိရှင်ကြအဆက်ခွဲပြီးကွာရှင်းပြလိုက်တာဖြစ်ပါတယ်။ဒါတော့မှတင်မောင်ဆမ်းမင်းဝင်းကမရငယ်ဘက်ကပဲအခိုင်မာရက်တည်ပြီးသူ့ဖောက်ပြန်တဲ့အကြောင်းကိုလူတွေမသိအောင်ဖုံးပြထားတယ်လို့ဆိုပါတယ်။တောင်ကိုခွင်ကောင်းယူပြီးဗရမများကေခိုင်ကလည်းအမှုပညာလူတွေကိုပြောင်ပြောင်တင်းတင်းနဲ့ဆက်လုပ်တယ်လို့တင်မောင်ဆမ်းမင်းဝင်းနဲ့တောင်တချင်းတွေတွဲဆုံနေခဲ့ပါသေးတယ်။ဒါကြောင့်မေရကြီးကအမှုပညာလောကထဲမှာနေရင်ဘူပိုင်ခွင့်ဆိုတာနားလည်ရတယ်။ တချင်းနေရုပ်ရှင်တွေထဲမှာပဲမူပိုင်ခွင့်ရှိတာမဟုတ်ဘူး။ယောက်ျားကိုကြိုင်ရင်သက်ဆိုင်ရာကာမပိုင်ရှိလားဆိုရယ်စီးမြင့်တွေကိုနားလဲရတယ်။သူများယောက်ျားကြောင့်ပြောင်ပြောင်တင်းတင်းခိုးထားပြီးသူတချင်းသူများယူဆိုတော့မျက်နာပြက်နေတာမြင်လို့တော့မှမကောင်းဘူးလို့လောင်ပြောင်ခဲ့တာဖြစ်ပါတယ်။ဒီတော့မှပြိတက်တွေကလည်းတင်မောင်ဆမ်းမင်းဝိရဲ့အဆိုပါလူမှုရေးဖောက်ပြန်မှုကြီးကိုရုပ်တရက်တည်လိုက်ရပြီးအံဩထိတ်လန့်သွားရတဲ့လူဝိုင်းဝန်းရှုံချမှုတွေလည်းစတင်ခဲ့ပါသေးတယ်။ တချို့ကလည်းတင်မောင်စမ်းမင်းဝေးရဲ့လုံရက်ကိုမြမဆက်တပင်လောကတစ်ခုလုံးကိုအဆက်ခွဲလိုက်တာပဲလို့သုံးသပ်နေကြပါတယ်။ပရိသတ်ကြီးတို့ရောရွှေမန်းတင်မောင်ရဲ့မျက်နှာကိုမှမထောင်လှုပ်ချလိုက်တဲ့ပုံတင်မောင်စမ်းမင်းဝေးပေါ်ဘလူးများထင်ကြပါသလဲနော်။